မင်းသားကိုခြေထောက်နဲ့ကန်ပြီးတော့ဆူချဆူချရတယ်ပေါ့လေဒါသူ့ရဲ့ယဉ်ကျေးမှုကိုပြသွားတာပဲလေသူ့ရဲ့ရိုင်းရိုင်းနာကိုပြသွားတာပဲပေါ့ပေါ့ပြီးတော့အကူကလည်းသူ့ကိုပြန်တုတ်ပြန်တဲ့ဟာမှလည်းဘာမှတော့ပြန်မပြောလိုက်ဘူးကိုတီလက်ရောက်လည်းဘာမှမလုပ်ဘူးဒါပေမဲ့ကိုတီဘက်ကစိတ်မကောင်းဖြစ်တာကလွဲပြီးတော့ ဘာမှပြန်တုတ်ပြန်လို့မရအောင်အမို့ဒီသချင်းကတော့ကျွန်တော်ဆင်မပြေလို့ပါသချင်းနိုင်တော့မရနေဘူးလေဟုတ်တယ်မလားအဲသူကဒီသချင်းကိုဆူတော့ပြစ်ပြီးတော့လူရှင်ကပြစ်တော့ဒီသချင်းတော့မရဘူးလားမင်းတို့ကဘာကြီးလဲအဲ့ဒါကိုပြန်လုံးမယ်ပြန်ပြောမယ်ဆိုရင်ဟိုကပြိသက်ကိုစော်ကားရတယ်ဖြစ်သွားပြန်ရောလူမညာဘက်တမားဘက်ကပြန်လုံးရင်ဟာတော်ပြီဟာလူမညာလုံးမလုံးချင်တော့ဘူးစော်ကားခံရတယ်ဒါပေမဲ့နောက်ပိုင်းကျတော့လည်းမနေနိုင်ဘူးလေအနုပညာတမားအနုပညာလုံးလုံးနေရမှာကိုအဆင်ပြေတာ ကျွန်တော်တက်ဟိုဟာပေါက်တဲ့လူရှင်တော်ရှိတယ်ဟိုဟာကွန်တီတို့ကိုဖြိုးတို့ဟိုဟာတို့ကိုရှင်မိုးတို့ဟိုအရန်ချစ်ကြတာသူတို့လေပြိသက်တွေသူတို့တွက်လာမှာနေပြောရင်ဟိုတခြားနေရာမှာကျွန်တော်မြင်ဘူးခဲ့တဲ့ကြည့်ဘူးခဲ့တဲ့နေရာပေါ့နော်တခြားလူတွေပုတ်ခတ်တာမျိုးတော့မဟုတ်ဘူးအဲမင်းသားမထွက်ရင်မင်းသားကိုထုတ်ပေးပါအဘညာအဲ့လိုမျိုးတွေရှိတယ်ဒီမှာမဟုတ်ဘူးအဲမင်းသားကိုလည်းကြိုက်တယ်လူရှင်တော်တွေကိုလည်းကြိုက်တယ်တခြားကန်နာတွေကိုလည်းကြိုက်တယ်သူဘာဖြောဖြောဖြေအကုန်လုံး လက်ခံပေးတယ်။အဲဘာလို့ဆိုတော့အဓိကကတော့အာအကိုစပြီးတော့အားပေးတဲ့စိတ်ချစ်တဲ့စိတ်နဲ့ကျန်တဲ့သူတွေပါအကုန်လုံးဟိုချစ်တဲ့စိတ်နဲ့ကြည်ပေးကြတာပေါ့လေအားပေးကြတာပေါ့အဲ့လိုပုံစံမျိုးပေါ့လူရှင်တော်ရဲ့တခမ်းရက်ကိုဟိုဟာသားတွေကိုကြည်ကျင်လို့တည်တန်းလာတဲ့သူတွေရှိတယ်အဓိကကတော့အကိုရဲ့ခေါင်းစီအောက်မှာပဲပေါ့လေအဓိကတော့သူ့ကိုကြည်ကျင်လို့လာတဲ့သူတွေကများတယ်ဒါပေမဲ့ဟိုဟာသားကြည်နေရရင်လည်းကျင်နေတယ်ဆိုတဲ့ပုံစံမျိုးတွေလည်းရှိတယ် စိတ်နဲ့စိတ်ထားကတော့ကျွန်တော်အခုသူ့ထဲမှာအခုအဲ့တဲ့အနေနဲ့လာဆိုကြတဲ့သူတွေရှိတယ်ကိုရဲမိုးတို့ကိုမိုးဆက်တို့ပြီးတော့သူရံဝင်းထွတ်တို့ပြီးတော့ကိုကိုနေစာမင်းတို့ပေါ့ကိုသေးသေတို့ပေါ့လေအဲဒါတပင်လောကလူရှင်တော်တွေမင်းသားတွေပေါ့အကုန်လုံးသူတို့ကပူတည်တယ်အာကျွန်တော်တို့ကအခုခဏလေးမြင်တာကဘယ်လိုမြင်လဲဆိုတော့ဇက်မကခင်တဲ့ရကိုသူကမိုးတွင်းมาတဲ့ရကိုအကိုအစင်းပြေလာတယောက်ယောက်ကိုလေသူနဲ့ပတ်သက်တဲ့သူတယောက်ယောက်ကိုအကိုအစင်းပြေလာ 30ဆရာရှိရလားကိုဆင်မပြေတဲ့သူဆိုရင်လေ30ဆရာရှိရလားဘေးကလူတွေကိုလည်းအိုးသူက30ဆရာမရှိဘူးထင်တယ်ပတ်ဆိုင်တွေကလွဲပေးအောင်တော့ဟိုကြည်ပေးလိုက်တော့အဲ့လိုအမြဲတမ်းပြောနေတာအဲ့ဒါကျွန်တော်နဲ့မရင်နေသေးဘူးကျွန်တော်ဘေးကကြားတာဒါကလည်းကျွန်တော်သူ့ကိုဖားပြီးပြောတာလည်းမဟုတ်ဘူးဟိုဟာပြုတ်လို့ပြောတာလည်းမဟုတ်ဘူးကျွန်တော်အမြင်နေတွေ့နေရတာပေါ့လေကားပေါ်မှာသူကားနဲ့ပါသွားရင်အဲ့လိုပေါ့ဟိုသူ့ဘေးကကိုဘယ်သူဆင်မပြေဘူးထင်တယ်ကိုပတ်ဆိုင်လေးလွဲပေးလိုက်ပါဦးမဟုတ်ဘူးလေးလွဲပေးလိုက်ပါဦးအဲ့လိုအမြဲတမ်းရှိတယ် ပြီးရင်ဘောလုံးကဲ့မီဆိုရင်လည်းရောအကွင်းကြီးသူရှင်စားစားဖို့တောက်ဖို့သူရှင်ဟိုဟိုလောင်းလိုက်တယ်ရှုံးရင်ပတ်စံပေးရမယ်မသူပဲရှင်းရတာပဲအကုန်လုံးအဲ့လိုပုံစံမျိုးပေါ့အကုန်လုံးဟိုသူကသူ့နာမအဲ့လိုမျိုးတင်းရင်တင်းနီးနဲ့ညီကိုလိုချစ်ချစ်ခင်ခင်နေတာကိုသူလိုချင်တယ်အဲ့ဒါဖွယ်သားပေါ်မှာလည်းအရန်ကိုဟိုဖြစ်တော့ပေါ့ ပြန်ကြည့်တာဗောလေလေးလေးလေးစားတယ်အဲကြောင့်ဖွဲ့သားတယ်သူပြန်လေးစားတာငဲဆိုပေမဲ့ကျွန်တော်တို့ကလည်းပြန်လေးစားရတာဗောကျွန်တော်ကသူတဲ့တော့တင်းနေကြကြည်သေးတယ်ဒါပေမဲ့ကျွန်တော်ကသူ့မလေးစားပဲမနေနိုင်ဘူးဟိုယူသေးမပေးပဲမနေနိုင်ဘူး respect မထားပဲမနေနိုင်ဘူးဘာလို့အဲ့လိုမျိုးဗော respect ပဲအကုန်လုံးရန်ကုန်ပွဲဆိုရင်မနေပြောရင်ဒါကအရင်တော့ကနေတပင်မှာအဲဟိုရန်ချစ်ဖို့ကောင်းတဲ့အပြုမူလေးတစ်ခုဗောဗျာရန်ကုန်ပွဲကပြီဆိုရင်နီးရလူရှင်တော်တွေလာကြတယ်နီးရမင်းသားတွေလာကြတယ်နီးရအသက်ကြီးလူရှင်တော်တွေတရုတ်ဆောင်ရဲ့အဲ့လိုမျိုးလာကြတာဗောအဲ့လိုပုံစံမျိုးပေါ့ ဒါကတော့ဟိုဇက်ဆရာတယောက်အနေနဲ့သူကခွင့်ပြုထားတာအဲ့လိုပုံစံမျိုးတွေတော့ရှိကြတယ်ဟုတ်ပေါ့ဟုတ်ပါဘာလို့လဲဆိုတော့ဗမာအတိလဲဆိုတော့ကျွန်တော်မလိုက်ခင်တော့ကတော့မှသူကဟိုလိုင်းတန်းရမှလောင်းတည်သူကတာလေသိန်း100စုချတယ်ဆိုတာပြီးတော့လယ်ဝေးမှာကျွန်တော်ပါတယ်လယ်ဝေးဘက်မှာပါတဲ့ခါကျသိန်း400စုချတာလေတကယ်ဘယ်နေရာမှာကကအဲ့နေရာမှာနာမည်ကျန်ပြီးသားပဲလုံးဝကြီးတဲ့သူတွေတက်လဲဘာဖြစ်လဲဆိုတော့ဗျာမင်းလည်းပြောရင် ကျွန်တော်ကြည်ဘူးသမျှဇက်တော်တော်များများကျွန်တော်ကြာရတော့မကြည်ဘူးဇက်ကိုတော်တော်များများလေးကျွန်တော်လည်းဒီလောကထဲဝင်တာမကြာသေးဘူးဆိုတော့ကျွန်တော်ကြည်ဘူးသမျှအထဲမှာခန္ဓာပြင်ဆင်မှုတွေရယ်ဝစားစီရင်မှုတွေရယ်စီစဉ်တင်ဆက်မှုတွေရယ်အဲ့ဒါတွေကတော့ရန်ကိုခန္ဓာလုံးဝကြည့်တယ်ဟိုဒီထက်ဟိုခန္ဓာရဲ့ဟိုအားတွေဇက်တွေတပင်နေလည်းရှိမှာပေါ့လေကျွန်တော်ကြည်ဘူးတဲ့အထဲမှာပြောတာပေါ့ဟုတ်ရှိတယ်ကျွန်တော်လည်းရှိတယ်ကျွန်တော်တို့ကအောက်မှာဟိုဒီ opera ပြီးရင်ကျွန်တော်တို့ကပြတ်ဟိုဟာ stage show တက်ရမှာ စတေရှိုးဝက်စားတွေပါလေလဲပြီးတော့စောင့်နေကြတာဗောလေဟောဗလာကနေတဲ့ချိန်အမအေးဝါအတန်းငိန်ဝါကျွန်တော်တို့ကျွန်တော်တို့မကြည့်ကျွန်တော်ဝက်စားလဲနေရဆိုတော့တဝက်တစ်ပြက်နဲ့ပြက်ကြဝါငိန်ဝါဘာဖြစ်လဲလို့သွားကြည့်တော့မှကျွန်တော်ကဟိုဘာဖြစ်တာအတိတာဟိုနောက်ဆုံးဘာဖြစ်မှမသိဘူးဗောလေနောက်မှပြန်ပြောပြလို့မင်းသားကိုခြေထောက်နဲ့ကန်ပြီးတော့ဆုချဆုချရတယ်ဗောလေဒါကဟိုဘာဖြစ်လိမ့်မယ်တပင်ကိုတပင်အချောင်းကို ဆက်ចောင်းကိုအရန်ကိုမတိတဲ့သူဖြစ်လိမ့်မယ်တပင်ကိုအားပေးတဲ့သူဇက်ကိုအားပေးတဲ့သူကြတော့ဘာလို့လဲဆိုတော့အော်ဗရာမှာစုမချအောင်ဘာလို့ဆိုတော့ तू အရှိန်နဲ့သွားနေတာကိုဇက်အရှိန်နဲ့သွားနေတာပျက်ဆက်မှာစုမချအောင်ဟိုစုချလဲမင်းသားကိုတခါအရန်သဘောကြလုံးဝကြီးွားလို့စုချပြီးရှင်းချင်းပြန်ထိုင်လိုက်တာမျိုးလို့ဒါပဲရှိရင်ရှိမှာဟိုတကယ်ကိုနားလဲထားတဲ့သူသဘောပေါက်ထားတဲ့သူဆိုရင်အဲ့လိုအော်ဗရာတို့ပျက်ဆက်မှာစုမချအောင်အ तू ကအရန်တင်းတင်းဒီအဲ့ဇက်ကိုအားပေးတဲ့ထဲမှာ မပါတော့ဘူးကျွန်တော်ထင်တာပေါ့လေနောက်ပြီးဒါလည်းဟာလည်းဘာပြောပြောစရာရှိလို့လဲပြောရကျတော့ဒါသူ့ရဲ့ယဉ်ကျေးမှုဟိုပြသွားတာပဲလေသူ့ရဲ့ရိုင်းရိုင်းတာကိုပြသွားတာပဲပေါ့ဘာမှတော့ပြောလို့မရဘူးပြိတ္တဆုံးဖြတ်ပါလိမ့်မယ်ပေါ့ပြီးတော့အကူကလည်းသူ့ကိုပြန်တုတ်ပြန်တဲ့ဟာမှလည်းဘာမှတော့ပြန်မပြောလိုက်ဘူးကိုတိလက်ရောင်လည်းဘာမှမလုပ်ဘူးဟိုအေးအေးဆေးဆေးပဲသူပြန်သွားတာပဲနောက်ွယ်မှာလည်းသူ့ကိုဘာမှဘူးမှလည်းဘာမှမလုပ်ဘူးအေးအေးဆေးဆေးပါပဲဟိုဒါပေမဲ့အလုံးမှာတော့နည်းနည်းနောက်ရှစ်ဖြစ်တာပါဗျာ အဲ့လိုမျိုးတော့မဟုတ်ဘူးဒါပေမဲ့ဒါအမျိုးမျိုးပေါ့လေဒါကတော့ဒါတနည်းပေါ့ရှိတယ်တချို့ကအောက်ကနေပြီးတော့အော်တာဟစ်တာဆဲတာဆိုတာရှိတယ်အထားပါတော့ဟို stage show ပဲကြည့်ခြင်းနဲ့ illusion တွေတော်ပါတော့အဲအောင်နေဘာတွေပြောနေရလဲကတော့ပါရဲ့ဆဲတဲ့ဟာတွေပါရှိတယ်အဲ့လိုမျိုးတွေရှိတယ်အဲဒါလည်းကျွန်တော်နားလည်ပေးရတာပါပဲနောက်တစ်မျိုးကကြတော့ move ပြီးတော့ဆင်ပေါ်မှာတချင်းလာ down တယ်အမော်ဒီတချင်းကတော့ကျွန်တော်ဆင်မပြေလို့ပါတချင်းတိုင်းတော့မရနေဘူးလေဟုတ်တယ်မလား အဲ့သူကဒီသချင်းဟောဆူတော့ပြစ်ပြီးတော့လူရှင်တော့ပြစ်တော့ဒီသချင်းတော့မရဘူးလားမင်းတို့ကဘာကြီးလဲအဓာကြီးလဲရှိတယ်ဒါတဏီပေါ့အခုလည်းဒီတိုင်းပဲတက်လာပြီးတော့ခြေထောက်နဲ့ကန်ပြီးဆူချမယ်အဓာလည်းတဏီပဲရိုက်ဟိုကဘယ်လိုပြောရမလဲပွဲတွဲအနောက်ရှက်တစ်ခုပဲအဲ့အဲ့လိုမျိုးပေါ့ဒါတော့ကျွန်တော်တို့ဘက်ကတော့ဘာပြန်ပြောလို့ရအောင်ဘာမှတော့မပြောချင်ဘူးလေပြိသက်ဆုံးဖြတ်လိုက်မယ်ဟိုသူရဲ့အစင်တန်းပေါ်ပြသွားတာပဲအဲ့ဒါပါပဲဘယ်လိုလဲဆိုတော့ဗျအနုပညာသမားတော်တော်များများကဟိုဘယ်လိုပြောရမလဲ အစားနေပြန်ပြောမယ်ဆိုရင်တော့ဗျာအဲ့လိုတဲ့နုပြန်သမားမဟုတ်နေပဲတီးတီးမှာမကောင်းတဲ့ခွက်တွေရှိတယ်ဗျာလူတရားမှာကောင်းတဲ့ခွက်လည်းရှိတယ်မကောင်းတဲ့ခွက်လည်းရှိတယ်ဟုတ်တယ်မလားပြီးရင်အဲ့ဒါကိုအပြေလူနေနဲ့ဆိုရင်အဲ့ဒီမကောင်းတဲ့အကြောင်းရဆိုရင်တိတ်မပေါ်ဘူးနာမည်ပြက်လည်းမဖြစ်နိုင်ဘူးနုပြန်သမားမှာဖြစ်ဖို့ပုံများတယ်အခုလိုပဲဒီတိုင်းပဲအခုဆင်မမအဲ့လိုမျိုးဟိုဒီတိုင်းရိုင်းပြပြီလားစူးချပါတယ်အဲ့ဒါကိုပြန်လုပ်မယ်ပြန်ပြောမယ်ဆိုရင်ဟိုဟာပြိတက်ကိုစော်ကားရဖြစ်သွားပြန်ရောနုပြန်သမားဘက်ကပြန်လုပ်ရင် အဲ့လိုပုံစံမျိုးတွေပေါ့ဒါပေမဲ့တော့စိတ်မကောင်းဖြစ်တာကတော့အခုမှမဟုတ်အရင်တော့လည်းဒီတိုင်းပဲကျွန်တော်ဆဲဆုခံရဘူးတယ်ပြီးတော့ဟိုအောက်ကနေပြီးတော့အေးမူးပြီးတော့အေးကော်သီးတနက်တွေနဲ့ပစ်တာတို့ဘာတို့လေလှုပ်လှုပ်လို့မကောင်းဘူးအဆင်မပြေဘူးအဲ့လိုမျိုးတွေတော့အများကြီးပါပဲဟိုအဲ့တပွဲပြီးရင်ဟွာတော်ပြီဟွာနုမြလို့မလုပ်ချင်တော့ဘူးစော်ကားခံရတယ်အဲ့လိုမျိုးတော့ရှိတယ်ဒါပေမဲ့နောက်ပိုင်းကျတော့လည်းမနေနိုင်ဘူးလေအနုမြသမားအနုမြလို့လုံနေရမှာကိုအဆင်ပြေတာ အဲ့လိုမျိုးခုလည်းဒီတိုင်းပဲပေါ့ကိုကိုခြေထောင်နဲ့ကန်ပြီးဟိုဟာဆူချတဲ့ဟာကရိုင်းနဲ့ပြုတ်မှုပဲဒါပေမဲ့ကိုဒီဘက်ကစိတ်မကောင်းဖြစ်တာကလွဲပြီးတော့ဘာမှပြန်တုတ်ပြန်လို့မရဘူးဒါပေမဲ့ပြိသက်ကတော့မြင်တယ်သူ့ကိုစိုးတဲ့အကောင်းဆိုရင်တော့သူ့ကိုပိုအကိုပိုချစ်သွားတာပဲရှိမှာပိုအားပေးကြတာတနာပြီးတော့ပိုအားပေးကြမှာတီးခတ်နိုင်စွမ်းပြီးတော့ခွလွတ်နိုင်စွမ်းအဲ့လိုမျိုးပေါ့သူ့ရဲ့စိတ်ကိုပိုလေးစားပြီးတော့ respect ထားပြီးပို့ပြီးတော့အားပေးသွားတာပေါ့ကျွန်တော် တယောက်အနေနဲ့ပုံစံနဲ့ကျွန်တော်ပြောရမယ်ဆိုရင်ကျွန်တော်တစ်ခါကြုံမှုတယ်ကော်တီသနက်နဲ့ပြစ်တဲ့ဟာဘာလဲလို့ကျွန်တော်ဒီမျက်နှာဟွာလာမသိမျက်လုံးတိုက်တော့မဝင်ဘူးမျက်နှာမှာထိသွားတော့စိတ်တူပါတော်တော်တူပါအဲ့တော့လည်းစိတ်ကအရန်ဟွာပျော့တဲ့ချိန်လေးအဲ့တော့မတ်တက်ရက်ပြီးတော့ဘယ်ကောင်လဲကွာတော့ငါ့ကော်တီသနက်နဲ့ပြစ်တာလို့တတိရှိရင်ထားကွာလို့အဲ့လိုမျိုးလေးစိတ်ခေါ်ဘူးတယ်နောက်မှကိုယ့်ကိုပြန်တွေးပြီးတော့အဲ့ဒါအဲ့ဒီလောက်ရကကြောက်စရာကြီးမှနေပုံဝင်လင်းလင်းပြောရင်လူဆိုတာဟိုသူတို့ခုလောက်တဲ့သူကရွာမှာနယ်ဒီမှာက ဘလို့လူတွေမျိုးရှိမှလည်းမသိဘူးယဉ်ကျေးတဲ့သူတွေရှိတယ်ရိုင်းဆိုင်တဲ့သူတွေရှိတယ်မိုင်းရိုင်းတဲ့သူတွေရှိတယ်အဲ့လိုမျိုးတွေရှိတယ်လေကိုတခုခုလောက်ဝိုင်းဘလို့လုံးမလဲသူတို့မှဟိုဖွဲ့နွယ်ဟိုဟာတွေနဲ့အုပ်စုနဲ့ရှိရင်ရှိမှာပေါ့လေကိုတွေကြတော့တယောက်တည်းဒီလင်းငါးယောက်လောက်နဲ့သွားကြတာပေါ့အဲ့လိုပုံစံမျိုးပဲကျွန်တော်အဲ့ဒါကြာကျွန်တော်ဘက်ကတုံ့ပြန်တဲ့တုံ့ပြန်မှုနောက်မှပြန်တွေးတယ်ဩငါမားတာပဲငါတီးခံရမှာပေါ့ဆိုတဲ့ဟာမျိုးပေါ့အခုအကူကအဲ့လိုမဟုတ်ဘူးချစ်ချင်းကိုသူ့ရဲ့စိတ်ထဲမှာကတီးခံရမယ်ဆိုတဲ့စိတ်သူပရမိုးဆိုတခွန်ပြောလိုက်တာကသူ့ တောင်းပန်ပါတယ်ကိုဆိုတဲ့ဟာမျိုးသူတခွန်းပဲပြောလိုက်တယ်အခုကျတော့တောင်းပန်တယ်နော်ဘာလို့ဆိုတော့ဒီအလုပ်ဝင်ထဲမှာဖြစ်နေတာပေါ့ကျန်တဲ့မှာကျန်တဲ့ပြင်မှာဆိုရင်တော့ကျွန်တော်လည်းမပြောတတ်ဘူးလေဟိုသူရဲ့ယောက်ျားလေးပဲလူစိတ်ရှိတဲ့လူတယောက်ပဲသူအဲ့လိုမျိုးရိုင်းပြရင်တော့တခုခုတုတ်ပြန်လဲတုတ်ပြန်မှာပေါ့မတုတ်ပြန်လဲမတုတ်ပြန်ဘူးပေါ့နုပြန်သမားဖြစ်တဲ့အတွက်ပိုတောင်းတီးခံရမှာတုတ်မတုတ်ပြန်တော့ဘူးပေါ့လေအဲ့ဒါကဘာဖြစ်လဲဆိုတော့ပြိတ္တကသူ့ကိုပိုချစ်သွားတာအောက်ကအဲ့လိုပြုမှုလဲပြီးလဲပြီးွားအောင်အဲ့လိုဖြစ်ရလဲပြီးွားအောင်အောက်ကလူတွေကပိုတောင်းအားပေးတယ် သူမျက်နှာလေးနည်းနည်းဟိုကဖြစ်သွားတဲ့ဟာကြည်ပြီးတော့လေရတယ်ဘာမှမဖြစ်ဘာမှမဖြစ်ဆိုတော့အဲ့လိုမျိုးလက်ကုတ်တီးအကုန်လုံးပြန်ကာခိုင်းတာအဲ့မော်သူအစားတော့အဲ့ကြောင်းကျွန်တော်မသိဘူးမသိဘူးဆိုတော့ကျွန်တော်ဒီမှာအတန်တွေလဲစူညံနေဝက်ဆိုက်လဲနေတာဆိုတော့ live ပေါ်မှာတက်လာမှတွေ့ရတာရယ်နောက်ပြီးတော့အောက်ရောက်မှပြန်ပြောပြတာရယ်အဲ့ဒါမှသိရတာအမှုပညာသမားတွေပေါ်မှာအထင်သေးခြင်းကျွန်တော်တို့ရိုင်းပြခြင်းမရှိဘဲနဲ့လေးလေးစားစားနဲ့အားပေးဖို့ကျွန်တော်ဒီနေ့ကနေပြီးတော့တိုက်တွန်းလိုပါတယ်